မင်္ဂလာပါခင်ဗျာ Revolut Baba News Channel ကနေပြီးတော့ဇွန်လ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့အဓိကရွှေဈေးပိုင်းရှင်နဲ့ရွှေကုန်တယ်ဆယ်ဦးကိုစစ်ကောင်စီကဇွန်လ၂ရက်နေ့ညပိုင်းကဖမ်းရမ်းထုတ်လိုက်ပြီးတော့နှစ်အစတအူးကိုဖမ်းဆီးထားလိုက်ခြင်းဟာပြည်ရင်းဈေးကွက်လုံးဝပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းရွှေဈေးကွက်မှာအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်59တင်းကိုရောက်ရှိလာတဲ့အချိန်မှာစစ်ကောင်စီလက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစသုံးလုံးနဲ့စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့စရဖားတို့ကရွှေကုံတွေနဲ့ဝယ်ရောင်း22ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ2ရက်နေ့မှာမြန်မာနိုင်ငံဈေးကွက်ရဲ့အဓိကလက်ကြီးသမားမှဖြစ်ကြတဲ့ ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုံတဲ့ဆယ်ဦးကိုရွှေစင်းလုံးမတိမငင်ဖြစ်အောင်လုပ်တယ်ဆိုပြီးတော့ဖမ်းရန်ထုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းရန်ထုတ်မှုကြောင့်ညာတွင်ချင်းပင်ရန်ကုန်နဲ့မန္တလေးကရွှေကုံတဲ့တချို့ထွက်ပြေးတိမ်းရှောင်ခြင်းအလုံများကိုရပ်ဆိုင်းခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ရွှေစင်းကိစ္စကိုအကြောင်းပြပြီးတော့နာမည်ကြီးရွှေဆိုင်ပိုင်ရှင်များအားလိုက်ဖမ်းခြင်းဟာကိုယ်တိုင်ရွှေဆိုင်ဖွင့်ထားတဲ့စစ်ခွေးအောက်ဆွဲမှတသက်ခိုင်ရဲ့နောက်ွယ်ကလက်ထောက်ချကြောက်တွန်းခြင်းကြောင့်ဖြစ်တယ်လို့အတွင်သတင်းတရက်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်။ တနေ့ကိုတိတ်တထောင်ဝင်မယ်ဆိုရင်တော့မှဘဲရွှေကုံတယ်နဲ့ရွှေဆိုင်ကမှအလုံးမလုံးရဲတော့ဘူးဈေးခွက်ကရွှေဈေးဆိုတာမျိုးတတ်မှတ်လို့မရတော့ပဲမှောင်ခိုကြိုက်ရောင်းကြိုက်ဝယ်ဖြစ်လာပြီးတော့အယောင်းဝယ်ခက်ဖြစ်သွားလိမ့်မယ်နောက်ဆက်တွဲမှာဈေးထိုးကြမယ်ကြက်ငွေအပေါ်မှာအယုံကြည်မဲ့တာတွေပုံများလာမယ်ကောင်းရောင်းကောင်းဝယ်လှူစားလဲအချိန်မရွေးကိုရှာထားတဲ့ငွေကိုပိုင်ဆိုင်ထားတဲ့ဟာတွေအသိမ်းခံရပြီးတော့ဝရမ်းပြေးဖြစ်သွားနိုင်တော့ ကိုယ့်ရဲ့ချမ်းသာမှုတွေကိုခိုင်မာတဲ့နေရာစီမှာရွှေ့ဖို့အတွက်အားလုံးကလှုပ်ကြမှာပဲလို့မန္တလေးအခြေစိုက်ရွှေကုန်းသေးကြီးတူကပြောဆိုထားပါတယ်။လက်ရှိရွှေဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေများဟာရွှေကုန်းသေးများနဲ့ရွှေဆိုင်များရဲ့ဈေးကစားမှုကြောင့်မဟုတ်ဘဲနဲ့ဈေးကွက်ရဲ့သဘောတရားအရာ ရောင်းလိုအားနဲ့ဝယ်လိုအားပေါ်မူတည်ပြီးတော့ဈေးအတက်ကျဖြစ်ပေါ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ကဈေးကွက်စီးပွားရေးရဲ့သဘောတရားနဲ့ဈေးကွက်ရဲ့လွတ်လပ်မှုကိုရှင်တန်ခွဲမပေးတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။မေလ30ရက်နေ့မှာအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်59ဒိန်းနဲ့ American ဒေါ်လာ9010ကျပ်ဖြစ်ပေါ်ခဲ့ခြင်းမှာဈေးကွက်ရဲ့သဘောတရားအရပင်ဖြစ်ပြီးတော့ဘဲရွှေကုန်တွေကမှဈေးကစားခဲ့ခြင်းမဟုတ်ကြောင်းရန်ကုန်နဲ့မန္တလေးကရွှေကုန်တွေများကပြောဆိုနေကြပါတယ်။ မြမငွေကြီးတန်ဖိုးကြလာတာနဲ့အမျှရွှေဝယ်စုတာတွေပုံများလာတယ်။ချမ်းသာလို့စုတာမဟုတ်ဘဲနဲ့ချွေးနှဲစာလေးတွေပျောက်သွားမှဆိုးလို့စိတ်ပူလို့စုတဲ့သူကပုံများတယ်။နောက်တစ်ခါငွေဆက်ကူတွေအရန်ရိုက်ထုတ်နေတာလဲမြင်သားထင်သာရှိနေတော့အားလုံးကစိတ်ပူနေကြတယ်။အရင်ကတော့ဗန်တွေမှာငွေအပ်ကြပေမဲ့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာပြည်သူတွေကဗန်တွေကိုငွေမအပ်ချင်ကြတော့ရွှေဒေါ်လာချမ်းအိမ်ဒါတွေပဲဝယ်လာကြတော့တယ်။ဒါကပြည်သူကအစစီးပွားရေးသမားအစုံအဲ့ဒီလိုဖြစ်နေတာပါ။ အဲ့ဒီတဲမှာဝယ်လို့လွယ်တာတိမ့်စီလို့လွယ်တာရောင်းလို့လွယ်တာရွှေပဲရှိတာဆိုတော့အဝယ်များတယ်ကမ္ဘာရွှေဈေးတက်တာရဲ့အဝယ်များတာရဲ့ကြံ့ငွေမခိုင်မမာဖြစ်တာရဲ့ကြောင့်ရွှေဈေးနဲ့ဒေါ်လာဈေးတွေထိုးတက်ခဲ့တာပါရောင်းမဲ့သူကတယောက်ရှိရင်ဝယ်မဲ့လူက10ယောက်ဖြစ်နေတဲ့အချိန်မှာရောင်းမဲ့လူခေါ်တဲ့ဈေးဖြစ်တာတော့မထူးဆန်းပါဘူးလို့ရွှေကုန်သည်တူကတုံးသက်ပြောဆိုထားပါတယ်ရွှေဈေးနဲ့ဒေါ်လာဈေးမြင့်တက်လာခြင်းရဲ့နောက်ွယ်မှာအဓိကဈေးနှုန်းကြီးကြီးမားမားပြောင်းလဲမှုဖြစ်စေဖို့အတွက်လုံဆောင်နိုင်တဲ့အဝယ်အယောင်များမှာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေးသမားများနဲ့စစ်တပ်အတိုင်းဝိုင်းရဲ့အဝေးရောင်းကအဓိကဖြစ်တယ်လို့သိရပါဗျ။အကဲ၍စစ်ကောင်စီအနေနဲ့ရွှေစင်းနှုံမတိမငိမ်ဖြစ်အောင်လုပ်စီသူများကိုဖမ်းဆီးလိုပါကစစ်တပ်ကဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့တပ်ရဲ့မိဘစီးပွားရေးသမားများကိုအရေးယူပါမှာလို့ရွှေအတိုင်းဝိုင်းကပြောဆိုနေကြပါဗျ။မြန်မာနိုင်ငံမှာရွှေစည်းငွေစည်းပြောင်းလာအောင်အရင်အနည်းနဲ့ဆော့နိုင်တာလူလန်းစားတရပဲရှိတယ်အဲ့ဒါတက်နဲ့ပတ်သက်တဲ့အတိုင်းအဝိုင်းပဲပုံမှန်ရွှေသမားတွေဆိုတာကအယောင်းအဝယ်ကမြတ်တဲ့အမြတ်ကိုပဲမှတ်ကြတာ အခုအဖမ်းစည်းမှာရွှေစည်းတက်တော့ရွှေကုံတန်နဲ့ရွှေဆိုင်တွေမှာပျော်တဲ့သူတယောက်မှမရှိဘူးရွှေကုံတန်နဲ့ရွှေဆိုင်ဆိုတာကပုံမှန်အရောင်းဝယ်လေးနဲ့နေ့စဉ်ရောင်းဝယ်ပြီးတော့ရှေ့ဆက်ချင်းကြတဲ့လူတွေကြီးပဲအလိုကြီးရင်အရနဲတာအကုန်လုံးသိကြတာပဲလို့ရွှေကုံတန်ကရှင်းပြထားပါတယ်စစ်ကောင်စီကမြန်မာကျပ်ငွေများကိုမစင်မချင်းဇက်တိုက်ရိုက်ထုတ်နေခြင်းစစ်အာဏာသိမ်းမှုကြောင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများမရှိတော့ခြင်းနေဆက်ကုံတွယ်ရေးအလုံးရပ်ဆိုင်းထားပြီးတော့နိုင်ငံသားငွေမရတော့ခြင်းတိုင်းပြည်ရဲ့ဘတ်ဂျက်လုံငွေပြမှုအလွန်အမင်းကြီးများလာခြင်းတို့စတဲ့ ီမံခန့်ခွဲမှုညံပြင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရွှေဈေးနဲ့ဒေါ်လာဈေးတက်ခြင်းကိုရွှေကုန်တွေနဲ့ရွှေဆိုင်ပိုင်ရှင်များကိုဖန်ဆီးပြခြင်းနဲ့ဝရမ်းထုတ်ပြခြင်းကြောင့်၎င်းတို့ရဲ့အပြစ်ကိုရှောင်လွှဲနေခြင်းဖြစ်တယ်လို့ရွှေအတိုင်းဝိုင်းကပြောဆိုနေကြပါတယ်။စစ်တပ်ရဲ့စောက်သုံးမကြတာမစီမံတတ်လို့ဖြစ်တာကိုစစ်ဘုံချုပ်တွေရဲ့စောက်ပြစ်ကိုရွှေဆိုင်နဲ့ရွှေကုန်တွေကိုထိုးချတာဘလို့အခြေအနေကြောင့်တိုင်းပြည်ရဲ့ငွေကြေးတန်ဖိုးကျလဲဆိုတာအားလုံးသိနေကြတဲ့ဟာကိုရွှေအတိုင်းဝိုင်းကိုဖြိုချဖျက်ဆီးခဲ့တာဒဇာကန်လုတ်ခံရတာလို့ရန်ကုန်ကရွှေဆိုင်ပိုင်ရှင်တို့ကပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့အစဉ်ကြီးမဲ့လောက်ရကြောင်းချွေစည်းကွက်တစ်ခုလုံးပြတ်စီးသွားတဲ့အပြင်ကြက်ငွေတံမိုးထိုးကြသည်ဟာလည်းပုံမဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်။ကြက်ငွေအပေါ်ယုံကြည်ကင်းမဲ့လာပြီးတော့မီးလင်းရွှေမှောင်ခိုစည်းကွက်ဟာလည်းပေါ်လာလိမ့်မယ်ဖြစ်ကြောင်းချွေကုံတွေများကတုံ့တက်ပြောဆိုနေကြပါတယ်။ပြည်တွင်းမှာမေလ30ရက်နေ့ကအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်59သိန်းအထိမြင့်တက်သွားတဲ့အချိန်မှာစစ်ကောင်စီကရွှေကုံတွေနဲ့ပွဲစား22ဦးကိုဖမ်းဆီးဆက်ဆီးခဲ့ပြီးတော့၎င်းတို့ရဲ့ထွက်ဆိုချက်အရဆိုပြီးတော့ ရွှေဆိုင်ပန်ရှင်နဲ့ရွှေကုံတယ်ဆယ်ဦးကိုစစ်ကောင်စီကမနေ့ညပိုင်းကဖမ်းရမ်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကဖမ်းရမ်းထုတ်ထားတဲ့သူတွေကတော့အော်တမတိရွှေဆိုင်ပန်ရှင်ဦးအောင်ဆန်းဝင်းဇွဲထက်ရွှေဆိုင်ပန်ရှင်ဦးဆန်းဝင်းအကယ်ဒမီရွှေတန့်စင်လုပ်ငန်းဦးမျိုးသူဝင်းဝင်းစိန်ရွှေဆိုင်ပန်ရှင်ဦးအောင်ကောင်းမြတ်စိန်ကျော်မိုးရွှေဆိုင်ပန်ရှင်ဦးကျော်ငိမ်းခရမ်းသုံးဝရွှေဆိုင်ပန်ရှင်ဦးတန်အောင်ဝင်းရွှေစင်ဝင်းရွှေတန့်စင်လုပ်ငန်းပိုင်ရှင်ဦးအေကျူဦးကျော်ဝင်းခေါ်ပန်းသိရွှေကုံတယ်ဦးညင်ကြီးဦးခေါ်ချက်ကြီးရွှေကုံတယ် ်ဒေါ်တင်တင်ခိုင်ခေါ်စန္ဒာတင်ရွှေကုံတဲတို့ကိုဖမ်းရမ်းထုတ်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မင်္ဂလာတုံရဲစခန်းဝင်းရဲအိမ်တောင်တဲ့လိုင်းကမ်းအနီးနဲ့မြောက်ကလာပါမြို့နယ်တို့မှာဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ၂ရက်နေ့ည9:54မိနစ်အချိန်မှာမင်္ဂလာတုံမြို့နယ်ခရီးပင်လမ်းခွဲအနီးမှာရှိတဲ့မင်္ဂလာတုံရဲစခန်းဝင်းအိမ်တောင်တဲ့လိုင်းကမ်းတောင်မှာပြင်းအားဖြင့်အဝေးထိပ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် UG People Army အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ YUPA အဖွဲ့ဖွဲ့တာအနည်းငယ်ကြာခဲ့ပါပြီ။ကူညီမဲ့အထောက်ပံ့တွေမရရှိတာရောမစ်ရှင်အတွက်လိုအပ်တဲ့ပစ္စည်းအခက်ခဲလေးတွေကိုရှာဖွေနေရတာမို့လို့အခုမှမစ်ရှင်အဖွဲ့လေးကိုစနိုင်ခဲ့တာပါလို့ရန်ကုန် UG People Army ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲမနေ့ကမနက်10:00နာရီအချိန်မှာမြောက်ကလာပါမြို့နယ်မှာဘုံပေါက်ကွဲတာနှစ်ချက်ကြားခဲ့ရကြောင်းဒေသခံပြည်သူများကပြောဆိုကြပါတယ်။ မနေ့ကမနေ့ဆယ်နေကအဝိုင်းဘက်ကဘုံပေါက်တန်ကြားရတာလူထိမထိတော့ကျွန်တော်တို့လည်းမသိရသေးဘူးလို့မြောက်ကလာပါမြို့နယ်စေတက်ကတုံနှစ်အနီးမှာနေထိုင်သူပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမဒီယာမြို့နယ်ပန်းရရွာနဲ့တငါတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်းစခန်းတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ပေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ30ရက်နေ့မွန်လွယ်နှစ်နာရီဝန်းကျင်ကမရီယာမြို့နယ်ပန်းရရွာမြောက်ကျောင်းကိုရောက်ရှိနေတဲ့စစ်ခွေးတွေကို Facewind Drone နဲ့ဘုံဒီနှလုံးအဲ့ဒီနောက်မှာတော့ညနေ3နာရီမှာမရီယာမြို့နယ်စကြင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့ဘုံကြီးကျောင်းတွေကိုဘုံဒီတလုံးစကြင်ရွာလမ်းဆောင်မှာပြည်သူများကိုလက်နက်ပြအနိုင်ကျင့်စက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ မေလ31ရက်နေ့မွန်လွဲ2နာရီအချိန်မှာလဲမရိယာမြို့နယ်ပန်းရရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်းချတပ်ဆွဲထားတဲ့ရွှေသစ္စာဖျားဝင်းအတွင်းကို drone နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်၎င်းတိုက်ခိုက်မှုများကိုပြင်းလွင်ခရိုင် drone တပ်ဖွဲ့ရတနာဘုံတပ်ဦးနဲ့အတူမရိယာမြို့နယ်ပါကဖား 7 PDF မန္တလေးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုကိုတော့အတိပြုစုံစမ်းနေသေးဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဇွန်လ2ရက်နေ့မနက်7:00နာရီအချိန်ကစပြီးတော့မရယာမြို့နယ်တင်္ဂါတောင်ရွာမှာရှိတဲ့စစ်ကောင်စီအထိုင်ချတပ်ဆွဲထားတဲ့ဘုံကြီးကျောင်းဝင်းနဲ့ဘုံကြီးကျောင်းအကျော်တရားအစင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Facewing Drone 3စီးနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုတိကျစွာကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုပြင်းလွင်ခရိုင် drone တပ်ဖွဲ့ရတနာဘုံတပ်ဦးနဲ့အတူမရီယာမြို့နယ်ပကဖာမရီယာမြို့နယ် drone တပ်ဖွဲ့တို့အတူတကွပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲဇွန်လ၂ရက်နေ့မနက်9:50မိနစ်အချိန်ကမရီယာမြို့နယ်အတွင်း SSTF People's Police လောက်ရှားတပ်ဖွဲ့ရဲ့ယာယီအထံချထိမ့်ချုပ်ထားတဲ့နယ်မြေအတွင်းကိုစစ်ကောင်စီအင်အား80ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကဝင်ရောက်လာကြောင်းချိုးတင်တရင်ရရှိတဲ့အတွက် စောင့်ချုပ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်က၃ဦးဒဏ်ရာရရှိပြီးတော့စစ်ကောင်စီစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဇွန်လ2ရက်နေ့မနက်6နာရီခွဲကနေပြီးတော့မနက်7:30မိနစ်အချိန်အထိနှစ်ဖက်အပြန်အလှန်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မွန်လွဲ2:25မိနစ်အချိန်မှာလဲစစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာမိဖက်အဖွဲ့များဖြစ်တဲ့မရီယာမြို့နယ်ပါကဖားကစစ်ကောင်စီရဲ့အထိုင်ဂိတ်စခန်းတငါဂိတ်ကို drone နဲ့ သုံးချိန်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းတိုက်နယ်သုံးပါကဖစစ်ကောင်စီတပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွားတဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခြင်းစတာတွေကိုပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးမြို့နယ်မှာစစ်သားတပ်စုဆောင်းမပေးနိုင်တဲ့အလင်းရောင်ရက်ွက်အုပ်ချုပ်ရေးမှုကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗကိုးမြို့ဝေါ်မြို့အရှိတ်ဘက်ကအလင်းရောင်ရက်ွက်အုပ်ချုပ်ရေးမှုကြားကြီးကိုစစ်ကောင်စီက စစ်သားတဲ့စူဆောင်းရံအမိန်ပေးခဲ့တော့လဲတပ်သားတဲ့စူဆောင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်စစ်ကောင်စီကဖမ်းဆီးစစ်ဆေးမှုများလှုံ့ဆော်နေတယ်လို့သိရပါဗျ။အဖမ်းခံရတာတော့အလင်းရောက်ရက်ကွက်အုပ်ချုပ်ရေးမှုကြားကြီးပါသူ့ရဲ့ညီဖြစ်သူဒလန်စီသူက ရွာတစ်ကြက်ဝိုင်းမှာပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်ပိုင်းကြားကြီးကအုပ်ချုပ်ရေးမှုနေရာကနေနှုတ်ထွက်ဖို့လုံနေတာတော့ကြားပြီးအခုလူတစ်စုဆောင်ခိုင်းတာတာမစုဆောင်ရဲတော့စစ်တပ်ကဖမ်းဆီးပြီးတော့စစ်ဆေးနေတာပါလို့ဒေသခံပြည်သူတူကပြောဆိုထားပါလေဒါအပြင်ဘကိုးတိုင်းဝေါမျိုးပေါ်မှာကနောင်ရက်ကွက်အုပ်ချုပ်ရေးမှုဥဖိုးစိတ်ဥဆောင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းကစစ်သားတွေစုဆောင်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဝေါမျိုးပေါ်ရက်ကွက်များနဲ့ မြို့အနီးနားမှာရှိတဲ့ကျေးရွာများကအမျိုးသားများဟာအကြမ်းဖက်စစ်ကောင်စီကစစ်သားတွေစုဆောင်းရန်အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတဲ့အတွက်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။မေလလကုံပိုင်းကစတင်ပြီးတော့ဝေါ်မြို့ပေါ်ရက်ကွက်များနဲ့မြို့အနီးနားမှာရှိတဲ့ကျေးရွာများကစစ်မှုထမ်းဖို့အတွက်မဲပေါက်ထားတဲ့အမျိုးသားများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများအမည်စရင်လိုက်လံပြီးတော့ဖမ်းဆီးနေတဲ့အတွက်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။ဝေါ်မြို့ပေါ်ရက်ကွက်အပါအဝင်ရွာနီးစပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ယူနေလို့ ရက်ကွက်လုံးကျွရွာလုံးကျလူငယ်တွေထွက်ပြေးနေရပါတယ်စီမံချက်နဲ့မဲနိုင်တာလူငယ်တွေတလကြောကပါအခုကမဲပေါက်တဲ့သူတွေကိုစခေါ်နေတော့ထွက်ပြေးနေကြတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းဖောင်းပြင်းမြို့နယ်မှာရှိတယ်မပြောတော့ရွာကိုစစ်တပ်ကအမည်စရင်နဲ့စစ်သားတပ်များကိုစုဆောင်းရန်လိုက်လံဖမ်းဆီးနေတဲ့အတော့အမျိုးသားများဟာနေအိမ်မှာမနေရတော့ဘဲနဲ့ထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်မေလာလကုံမိုင်းကစတဲ့ကဖောင်းပြင်းမြို့နယ်မှာရှိတယ်။မပြောတော့ရွာကဥသိမ်းစိုးဥဥွှေထူ ဦးကြည်လင်းဦးဖိုးကျော်ဦးဖိုးတုံနဲ့ဦးထေးအောင်တို့6ဦးကိုအကြမ်းဖက်စစ်ကောင်စီကစစ်သားတဲ့စုဆောင်းရန်အမည်စရဲနဲ့နေအိမ်များတဲ့အထိကိုလာရောက်ဖမ်းဆီးသွားပြီးတဲ့နောက်မှာအမျိုးသားများဟာနေအိမ်မှာတော့မနေရတော့ဘဲနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ကျွန်တော်တို့ရွာကလူငယ်6ဦးကိုစရဲနဲ့လာဖမ်းသွားပါတယ်။နှစ်ရက်၃ရက်အတွင်းတင်းနှံတက်ရမယ်လို့သိရတယ်။သူတို့စရဲနဲ့ပါလာတာ6ဦးတော့မကဘူး။ ဖမ်းဆီးခံရတဲ့သူ6ဦးကမိဘကိုလုံခြုံပြုစုနေတဲ့သူတွေပါအရန်ကိုရိုးသားတဲ့သူတွေပါအသက်20နဲ့30ဝန်းကျင်တွေပဲရှိပါသေးတယ်အခုအမျိုးသားတွေကရွာမှာမနေရဲကြတော့တာများပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီက AP လကစတင်ပြီးတော့ပြည်သူစစ်မှုထမ်းအပတ်စဉ်1ကိုစတင်ဖွင့်လှစ်ကလက်အစဉ်လူငယ်များနဲ့အမျိုးသားများကိုတပ်သားတဲ့အဖြစ်နဲ့စုဆောင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။